ကြောက်เสียကောင်းတယ်လို့ထိုင်းလူမျိုးတချို့ကပြောနေတယ်ဒီဖျားကြီးတွေဟာဆိုရင်အမဲအောင်ရှိပြီးတော့ခြွေလဲလုံးဝချလို့မရဘူးလို့သိရပါတယ်ခမ ्या အလုံးမဲ့မင်္ဂလာပါခမ ्या အခုမြင်တွေ့နေရတဲ့ဘုံကြီးကျောင်းကတော့ဆလာပူလီမျိုးနဲ့ဖာပူထာဘာမျိုးကုခွန်းရွာမှာတည်ရှိတာပဲဖြစ်ပါတယ်ခမ ्या ကျောင်းရဲ့အမိကတော့ဝက်ဆန်နက်ဆုံထန်းကဖော်ပဲဖြစ်ပါတယ်ဘာကြောင့်တခြားဖျားတွေနဲ့မတူပဲအမဲအောင်ဖြစ်နေရတာလဲပြီးတော့ဆွေချလို့ရောဘာကြောင့်မရတာလဲဆိုတဲ့အကြောင်းနဲ့ဒီကျောင်းကြီးရဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းရဲ့အစုံလင်ကို ကျွန်တော်ကပြောပြပေးသွားမှာလည်းဖြစ်ပါတယ်ခင်ဗျာအခုမြင်တွေ့နေရတဲ့ဖျားစင်းတူတော်တွေဟာဆိုလို့ရှိရင်စုစုပေါင်း25စုရှိပါတယ်ရတော်မူဖျားနှစ်စုကတော့ထိုင်းနိုင်ငံမှာတော့ရတော်မူဖျားတွေထဲမှာအကြီးဆုံးလို့လည်းသိရပါတယ်ခင်ဗျာကျွန်တော်တို့များသောအားဖြင့်မြင်တွေ့နေကြစင်းတူတော်တွေဟာဆိုရင်ရွှေရောင်ဓာတ်မုတ်တို့ရှိရင်အဖြူအစိမ့်အနီအဲဒါမျိုးအယောင်တွေပဲများသောအားဖြင့်မြင်တွေ့ရတာများတယ်ပေါ့နော်အမဲအောင်ဆိုတာကစွန့်ပစ်ထားတဲ့ ဖျားစင်းနုတော်တွေလူပြုတ်ပြန်ပန်းနဲ့ပြစ်ထားတဲ့အခါမှာဟောင်းလွမ်းနေတဲ့စင်းနုတော်တွေပဲကျွန်တော်တို့များသောအဖြစ်ကမြင်တွေ့ရတယ်ပေါ့နော်။ဒါပေမဲ့ဒီအကြောင်းတွေကဖျားစင်းနုတော်တွေကတော့အမဲရောင်ရင်းရင်ရှိနေပါတယ်ခင်ဗျာ။ဒါကလည်းဖျားစင်းနုတော်တွေကိုမပြုတ်ပြန်ပဲပြစ်ထားပြီးတော့နှစ်ကြာလို့ဟောင်းလွမ်းနေတာလည်းမဟုတ်ပါဘူးခင်ဗျာ။အစပြုတ်လောက်ထားကလေးကအမဲရောင်ရှိနေတာလည်းဖြစ်ပါတယ်။ဒီစင်းနုတော်တွေအားလုံးအမဲရောင်ဖြစ်နေရတဲ့အကြောင်းရင်းကိုမပြောခင်ဒီအကြောင်းကြီးရဲ့အကြောင်းကိုကျွန်တော်အရင်ပြောပြပါမယ်ခင်ဗျာ ဒီចောင်းကြီးကိုစတင်တည်ထောင်ခဲ့တာကတော့1948ခုနှစ်ကဖြစ်ပါတယ်။အခုဆိုလို့ရှိရင်နှစ်ပေါင်းအပြည့်ဆိုရင်80ကျော်လဲရှိခဲ့ပါပြီခင်ဗျ။ကျောင်းတိုက်ကြီးကိုစတင်တည်ထောင်ခဲ့တဲ့ဆရာတော်ဖျားကြီးရဲ့အမိကတော့လွန်ကဖော့လို့ခေါ်ပါတယ်ခင်ဗျ။ဆရာတော်ဖျားကြီးရဲ့ဘွယ်ထူးအမိကိုအစွဲပြုပြီးတော့ကျောင်းကြီးရဲ့အမိကိုလည်းဝက်ဆန်နဲ့ဆုံထန်းကဖော့ဆိုပြီးတော့အမိပေးထားခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။ဝက်ဆိုတာကတော့ထိုင်းလိုဖုံးကြီးကျောင်းလို့အဓိပ္ပာယ်ရပြီးတော့ စာနဲ့စုံကတော့ထိုင်းနိုင်ငံမှာရိုးရိုးဖုံးကြီးကျောင်းနဲ့စာနဲ့စုံဆိုပြီးတော့နှစ်မျိုးခွဲခြားထားပါတယ်။ဝက်စာနဲ့စုံလို့သကလုံးပါရင်ဒေါကကုသပေးတဲ့ဖုံးကြီးကျောင်းဒါမှမဟုတ်ရှင်ရင်အစီရင်ပေးတဲ့ရေရာတွေကိုပေးတဲ့ဖုံးကြီးကျောင်းတွေကိုခေါ်ခြင်းလည်းဖြစ်ပါတယ်ခင်ဗျ။ဒီကျောင်းကြီးကလည်းဟိုရင်တစ်ချိန်ကစေကုသပေးတဲ့ဖုံးကြီးကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်။လုံးခဲ့တဲ့အနှစ်90လောက်ကဒီကျောင်းကြီးကိုဦးစီးတဲ့ဆရာတော်လုံကဖောက်ဟာဆိုရင်ဒီတိုင်းရင်းစေဝါတွေကိုပဲအသုံးပြုပြီးတော့မွေးရေးစေဝါဆွနေတဲ့သူတွေကိုဖျက်ပေးခဲ့တယ်လို့လည်းသိရပါတယ် ဆရာတော်ဘုရားကြီးရဲ့ဒီလက်ထက်မှာဆိုလို့ရှိရင်အတော်လေးကိုမှလူစီကားပြီးတော့နာမည်ကြီးတဲ့ဖုန်းကြောင်တစ်ကြောင်ဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျအထိုင်းလူမျိုးတွေသာမကဒီမွေးအေးဆေးဝါးဆွနေတယ်ပေါ့နော်ဒီနိုင်ငံသားတွေကပါဒီအကြောင်းကြီးမှာလာရောက်ပြီးတော့ဆေးဖြတ်ကြတယ်လို့လည်းသိရပါတယ်ဘုရားကြီးတွေကိုလည်းဒီနိုင်ငံသားကဒီမွေးအေးဆေးဝါးလာဖြတ်ပေးတဲ့ ဒကာတွေရဲ့အဆက်အသွယ်နဲ့ပေါ့နော်ထိုင်းနိုင်ငံမှာမရှိတဲ့မီးတောင်ကရတဲ့ချော်ခဲတွေကိုမှာယူပြီးတော့စင်းနုတော်တွေလှုပ်ထားတာလည်းဖြစ်တယ်လို့လည်းသိလိုက်ရပါတယ်ခင်ဗျဖះစင်းနုတော်တွေအားလုံးကိုလည်းဆရာတော်ဖះကြီးလုံကဖောကပဲဒီဇိုင်းဆွဲပြီးတော့ဆေးလာဖြတ်တဲ့သူတွေတဲကမှဒါဆေးပြတ်သွားတဲ့သူတွေကိုလှုပ်အားပေးပုံစံမျိုးလှုပ်ခိုင်းပြီးတော့တည်ထားတာလည်းဖြစ်ပါတယ်မီးတောင်ကရတဲ့ချော်ခဲတွေကိုအသုံးပြုပြီးတော့ဖះစင်းနု တဲရတာကလည်းအတော်လေးကိုမှလည်းမလွယ်ဘူးပေါ့နော်ဖျားအစင်းတို့တော့တဆူရဖို့ဆိုလို့ရှိရင်အတော်ကိုမှအချိန်ယူပြီးတော့လည်းတဲခဲ့ရတယ်လို့လည်းသိရပါတယ်ခင်ဗျပထမဆုံးဒါပုံစံကွက်တွေရိုက်ပြီးမှဒီချော်ခဲတွေကိုမီးနဲ့အပူပေးပြီးရလာတဲ့ဒီချော်ရည်တွေကိုမှပုံစံကွက်ထဲကိုလောင်းထည့်ပြီးတော့ဒါပြုတ်လုပ်ရတာလည်းဖြစ်ပါတယ်အဲဒီနေ့တဲရအခြေတော့တော်ပြီးွားရင်ပေါ့နော်အေးအေးခံ 6ပြီးတော့မာသွားမှနောက်တစ်ဆင့်တက်ပြီးတော့လောက်ရတာလည်းဖြစ်တယ်လို့သိရပါတယ်ခင်ဗျဒါကြောင့်ဖျားဆင်းမှုတော်တွေကိုအသေးချာအနိကအကြည့်မဲ့ဆိုရင်ပေါ့နော်အရစ်တွေကိုတွေ့မြင်ရတာလည်းဖြစ်ပါတယ်ခင်ဗျဆွေတင်ငန်းကဘာကြောင့်ကတ်လို့မရလဲဆိုလို့ရှိရင်ဒါဆက်တော်ဖျားကြီးရဲ့အိမ်မက်ကြောင့်ပဲဖြစ်ပါတယ်အိမ်မက်ထဲမှာဒီကြောင်းဝန်းထဲမှာရှိတဲ့အဆောက်အအုံဘိုးတော်တွေကဆရာတော်ဖျားကြီးကိုအိမ်မက်ပေးတယ်ဆွေတင်ငန်းမကတ်နဲ့ဒီတိုင်းပဲထားဖို့အတွက်ပေါ့နော်ဒါကြောင့်ဆရာတော်ဖျားကလည်းဒီတိုင်းပဲထားထားလိုက်ခြင်းဖြစ်ပါတယ်တဲ့ အမီးတောင်တွေကရတဲ့ချော်ခဲတွေကိုဒါအရေးဖြော်ပြီးမှလှုပ်ထားတဲ့စွန်းတူတော်လေးဖြစ်တဲ့အခါကျတော့လေအခုလိုပဲအမဲရောက်နေဖြစ်နေရခြင်းလည်းဖြစ်ပါတယ်ခင်ဗျ။အထိုင်းမှာရောက်နေတဲ့ညီကိုတော့ဒီဖျားကြီးတွေစီကိုရောက်ခွေးတဲ့သူများရှိကြလားခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲအဆုံးထိအောင်တ िच ူအားပေးကြတဲ့တောက်စီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာ။